truth is, ဒီတူရဲ့အောင်မြင်မှုကလှပပြီမဲ့၁၂နှစ်လိုကသူ့ဘဝမှာဘသူမှမမျှော်လင့်ထားတဲ့အမှောင်ဆုံးခန်းနေရှိခဲ့တယ်။အယုံမတေဥဆောင်ရောဘတ်တနီဂျီယာကအမေရိကန်နယူးယောက်မြို့မှာရှိတဲ့မဟာတန်ပြည်နယ်ဇာတိ ဖြစ်ပါတယ် ဖခင်ရောဘတ်တန်နီအစားမိခင်အယ်ဆန်တန်နီက1965ခုနှစ်ဧပြီလရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ရောဘတ်တန်နီမှာညီမလေးတစ်ယောက်ရှိပါတယ်။သူ့ရဲ့နာမည်ကတော့အယ်ဆန်တန်နီဖြစ်ပါတယ်။ခုပြောနေတဲ့သူကယခုချိန်မှာနှစ်စဉ်ဝင်ငွေ US ဒေါ်လာ88မီလီယံရရှိနေတဲ့တချိန်ကဆွေးဆွဲတဲ့လူတိုင်းရဲ့အပေခံဘဝကိုရောက်ခဲ့တဲ့ရောဘတ်တန်နီဂျီယာရဲ့ဘဝချိုးကွေ့အပြောင်းအလဲအကြောင်းကိုတိဆက်ပေးသွားမှာဖြစ်ပါတယ်။ ရောဘတ်ရဲ့ဖခင်ကစိုင်းစီယာဒါရိုက်တာရုပ်ရှင်လက်ရာများနဲ့ကြော်ကြပြီးရောဘတ်ကိုလွှမ်းမိုးမှုအရရှိခဲ့တဲ့ဖခင်တူဖြစ်ပါတယ်။သူ့အဖေကြောင့်တရုတ်ဆောင်ခွင့်ရတဲ့အချိန်တွေလည်းရှိပါတယ်။နောက်ပြီးရောဘတ်ကငယ်စဉ်ကတည်းကကိုတရုတ်ဆောင်ပညာကိုပိုင်နိုင်တဲ့သူတူပါ။ဒါပေမဲ့သူ့ရဲ့ပါရမီကိုမူရစီတွေကဖုံးလွှမ်းခဲ့ပါတယ်။ရောဘတ်ရဲ့ဘဝမှာဖခင်ရဲ့လွှမ်းမိုးမှုကအနုပညာရောမကောင်းတဲ့ချက်တွေပါပါနေပါတယ်။ဒါကြောင့်ရောဘတ်ကကိုကင်း၊ဘိန်းဖြူ၊ဗယ်လီယန်အနာဆရှိတဲ့မူရစီများစွာကို 1980ကနေ1990ခုနှစ်တွင်မှာတုံးပြခဲ့တဲ့မြူရသားကောင်တူကိုဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ရောဘတ်တယောက်တစားတစားပုံမှန်ပျက်စီးလာခဲ့ပြီး1996ခုနှစ်ရောက်တော့ဆွေးဆွေးမှုရလတ်အနေနဲ့ရင်တိုက်မှုဖြစ်ရာကနေမြူရစီဝါလက်ဝဲတွေ့ရှိပြီးတရားရင်ဆိုင်ခဲ့ရပါတယ်။အဲဒီနောက်မှာတော့တရားရုံးကအမိန့်ချမှတ်လိုက်တဲ့အခါမှာဒဏ်ငွေနဲ့ထောင်လေးလသာကျခဲ့ပါတယ်။ပြီးတော့ထောင်ထဲကပြန်လွတ်လာချိန်မှာမြူရစီတွေပြန်လည်သုံးစွဲခဲ့ပါတယ်။ ီလိုနဲ့ပဲ1999ခုနှစ်ရောက်တော့ provision violation ဥပဒေချိုးဖောက်မှုရခင်က1400လာကြခဲ့စဉ်ကတရားရုံးကသတ်မှတ်ထားတဲ့စည်းကမ်းတွေကိုမလိုက်လာတဲ့ပြစ်မှုပါအနောက်နိုင်ငံတွေမှာဆိုထုတ်ပြစ်မှုကအင်မတန်မှအကြောက်ရပါတယ်ရောဘတ်ချိုးဖောက်ခဲ့တဲ့ပြစ်မှုတွေကတော့မူရင်းစည်းပြန်သုံးဆွဲခြင်းစေးစစ်ချက်ကိုရှောင်ခြင်း provision အရာရှိနဲ့မတွေ့ခြင်းလို့ဖြစ်ပါတယ်အကျိုးဆက်ကတော့တရားရုံးကနေထောင်ဒဏ်3နှစ်ချမှတ်ခဲ့ပါတယ်ဒါပေမဲ့ Robert ကန်ကောင်းကျင်တော့ထောင်တစ်နှစ်သာကျခဲ့ပါတယ် တက်တိုက်ဆက်ဆိုင်ပဲထောင်ချနေစဉ်2000ခုနှစ်မှာ LEMC Bell ရုပ်ရှင်ထုတ်လို့ရင်မှာ Robert ကိုထုတ်ပယ်တာခံခဲ့ရပါတယ်။တစ်ဖက်မှာတော့ Robert တယောက်ထောင်တဲ့ဘဝမှာအင်တာတိုက်ရှင်းအလုပ်လုပ်နေရပြီးဘဝကိုကြမ်းတမ်းစွာဖျက်ဆီးနေရပါတယ်။ Robert ရဲ့အပြင်လက်တွေ့ဘဝမှာတော့နှစ်စဉ်ပုံမှန်ဝင်ငွေ2မီလီယံအထက်ဝင်ငွေရရှိနေတဲ့ဝင်ငွေတွေကလည်းတစ်နှစ်ပြီးတစ်နှစ်ဆုံးရှုံးမှုတွေသာရှိခဲ့ပါတယ်။2003ခုနှစ်ရောက်တော့ Robert ဟာမူရင်စီကိုအပီးတိုင်းဖျက်ဖို့အတွက်အကြောင်းဖန်လာပါတယ်။ ဇနီးဖြစ်သူစူးစမ်းတန်နီရဲ့အထောက်ပံ့ကြောင့်မှာအိုင်းယုံမရဲ့အောင်မြင်မှုကိုပြောရမယ်ဆိုရင်အောင်မြင်မှုနောက်ကွယ်ရာရှိနေတဲ့သူကိုလည်းခြံထားခဲ့လို့မရပါဘူး။ရော့ဘတ်ရဲ့ဇနီးဖြစ်သူနာမည်အပြည့်စုံကတော့စူးစမ်းနီကိုလီဖြစ်ပါတယ်။မွေးတက်ကလေး1983ခုနှစ်နိုဝင်ဘာ6ရက် American Illinois ပြည်နယ်ဖြစ်ပြီးသူမက Silver Feature ရုပ်ရှင်ကုမ္ပဏီကိုတွဲဖက်တည်ထောင်ခဲ့သူတူလည်းဖြစ်ပါတယ်။ရော့ဘတ်နဲ့စတင်တွေ့ရှိခဲ့တဲ့အချိန်ကတော့2003ခုနှစ်ဖြစ်ပါတယ်။ ထောင်ကထွက်လာစဉ်ရောဘတ်ကဥတီယာမဲ့နေတဲ့အချိန်ဆူဆန်နဲ့တွေ့ပြီးလူငယ်တဘာဝချစ်ကြိုက်ခဲ့ပါတယ်။ဆူဆန်ကရောဘတ်ထက်အသက်၉နှစ်ငယ်ပြီး Harvard Law School တက်ရန်စဉ်းစားခဲ့ပူတဲ့ပညာတတ်တူဖြစ်ပါတယ်။ဒါကြောင့်ရောဘတ်ကိုဆေးဖြတ်ကုသမှုခံယူပြီးပါလားလက်ထပ်ဖို့စီမင်းချကမ်းခဲ့ပါတယ်ဒီလိုနဲ့2005ခုနှစ်ဩဂတ်လ28ရက်နေ့အက်စတာတမ်မြို့မှာလှုပ်ဝှက်စာလက်ထပ်ခဲ့ပါတယ်နောက်ပြီးရောဘတ်ရဲ့ဇနီးဩဇာရှိမှုက ဒီမှာတင်မပြီးသေးပါဘူး Hollywood မှာဆိုရင် Sherlock Holmes, Iron Man စတဲ့ Robert ရဲ့နာမည်ကြီးဆက်ကားတွေရဲ့နောက်ကွယ်မှာထုတ်လုပ်သူအဖြစ်ပါဝင်ခဲ့ပါတယ်။ပညာရေးဆိုရင်လည်း USC, University of Southern California မှာ ရုပ်ရှင် ထုတ်လုပ်ရေးဘာသာရပ်နဲ့ဘွဲ့ရရှိခဲ့တဲ့အရေးရှိသူတူပါ။ဒါကြောင့်ပဲ Robert က2023 Oscar ဆုရခဲ့တော့ သူ့ဇနီးဖြစ်သူကိုကျွန်တော်ရဲ့အချစ်ဆုံးဆုလက်ဆောင်ပါဟုပြောပြီးယေရှုတင်စကားပြောခဲ့ပါသေးတယ်။နောက်ပြီးသူမကကျွန်တော်ရဲ့အကောင်းဆုံးချိန်နေမှာရောအဆိုးဆုံးချိန်နေမှာပါရှိခဲ့တယ်လို့ယင်ဖွင့်ပြောပြခဲ့ပါသေးတယ်။ဒီလိုနဲ့2003ခုနှစ်နောက်ပိုင်းမူကြီးစီဖြတ်ကုသမှုအောင်မြင်ပြီးဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်တဲ့အဖွဲ့အစည်းတွေကရောဘတ်ကိုအရင်ကလိုမဟုတ်တော့ဘဲတည်ငြိမ်ရေးချမ်းမှုကိုစောင့်ကြည့်နေချင်းတစ်ဖက်မှာလည်း ရောဘတ်ကသူ့အားသာချက်ရှိတဲ့တရုတ်ဆောင်အလုပ်အတွက်အခွင့်အလမ်းတွေရှာဖွေနေခဲ့ပါတယ်။ဒီချိန်ထဲမှာပဲရောဘတ်ရဲ့အားသာချက်ရှိတဲ့သူ့ရဲ့လုံနိုင်စွမ်းတွေကိုဘဝရဲ့ဒုတိယအခွင့်အရေးလို့တောင်း ပြောနိုင်လောက်တဲ့ kiss kiss bang bang ဇာတ်ကားနဲ့ပရိသတ်တီရှိကိုပြန်ရောက်လာခဲ့ပြီး2008ရောက်တော့သူစနီးပတ်မိုးမှုကြောင့်ဒါရိုက်တာထုတ်လုပ်ရေး John Ferry ရဲ့ယုံကြည်မှုနဲ့ Iron Man ဇာတ်ကောင်ကိုရခဲ့တဲ့အခါ Robert ရဲ့ဘဝဟာတစ်စစ်ချိုးအနီရောင်မှရွှေရောင်ကဲ့သို့ပြောင်းလဲသွားသလိုပါပဲဒါပေမဲ့အောင်မြင်မှုကလွယ်လွယ်တော့မလွယ်ကူခဲ့ပါဘူး။မာဘဲကသူ့ကိုအာမမခံနိုင်တဲ့သူလို့သတ်မှတ်ထားခဲ့ပေမဲ့ Robert ဟာတမ္မနိလူသားဖြစ်ဖို့လိုအပ်တဲ့စိတ်ဓာတ်အလုံးကိုတည်ယူဆောင်အလုံးနဲ့တည်တည်ပြနိုင်ခဲ့ပါတယ်။ 2012ခုနှစ်ရောက်တော့ Robert ဟာ The Avenger နဲ့အတူသူဟာ Hollywood ရဲ့အမြင့်ဆုံးလှဆောင်ကိုရယူခဲ့သူဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ပဲ Robert ဟာ Iron Man တယောက်ဆောင် Tony Stark အဖြစ်တယောက်ဆောင်ရတာတာမန်ဆက်ကောင်တစ်ကောင်တစ်ကိုပို့ခဲ့ပါတယ်။ဒါကသူ့ဘဝရဲ့ဒုတိယအခွင့်အရေးကိုကဘာကိုတက်တည်ပြနေတာပါ။အန်ကိန်းမှာယခုလို I am Iron Man လို့ပြောတဲ့အခါက Robert ဘဝတစ်ခုလုံးရဲ့အတွေ့အကြုံကိုအပြည့်အဝမှုထည့်သွင်းသားခဲ့တဲ့ဇဝင်ခံဖြစ်ခဲ့ပါတယ်။ပြီးတော့သူ့ရဲ့အကြီးမားဆုံးအောင်မြင်မှုက Susan နဲ့တိစောက်ခဲ့တဲ့မိသားစုဘဝပါ။ ။နောက်ပြီးထင်းထန်ဒီကုမ္ပဏီကိုတည်ထောင်ပြီးသူတို့ရဲ့သားသမီးတွေနဲ့အတူတည်ငြိမ်တဲ့ဘဝတစ်ခုကိုတည်ဆောက်နိုင်ခဲ့တဲ့တစ်ချိန်ကဟောလိဝုဒ်ရဲ့အနေအများဆုံးအပီတီလူသားဘဝကနေအခုတော့အကောင်းဆုံးသရုပ်ဆောင်အကောင်းဆုံးအင်တာဗျူးစီအကောင်းဆုံးဖခင်တဦးဖြစ်လာခဲ့ပါပြီ။ဒါကြောင့်ပဲဘလောက်ပဲကြောက်ရွံ့နေပါစေပြန်ထနိုင်နေဆိုတာကိုရောဘတ်ကသက်သေပြနိုင်ခဲ့ပါပြီ။ဒါကြောင့်တင့်ရဲ့အတိတ်ကတင့်အနာဂတ်ကိုသတ်မှတ်မပြီးနိုင်ပါဘူးလို့ပြောရင်ဒီအကြောင်းအရာကိုဒီမှာပဲညှိကုန်းချုပ်လိုက်ပါတယ်အားလုံးပဲတာယာသောနေလေးဖြစ်ပါစေ။ ျွန်တော်တို့ဝီလီယံပါ